ဟယ်လိုအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကားမာကတ်ဖြစ်ပါတယ်ကျွန်တော်ရဲ့ channel ဒီကနေအားလုံးပြန်ကြည့်ဆိုလိုက်ပါရဲ့ဆိုတော့ဒီနေ့လုပ်ပေးသွားမယ့်ဗီဒီယိုလေးကကျတော့ AC the one ပေါ့နော်အဲယောက်ျားလေးဆိုလဲတစ်ဖက်ကိုတွေးနေ main clear ကိုအတွက် the one လာကိုအတွက်နော်တကယ် right person လာပေါ့နော်ဆိုတော့သိချင်နေတဲ့သူလေးရှင်းမထမ်းရဲအဲ့တော့စစ်စစ်ကြည့်လိုက်ကြအောင်နော်တစ်ဖက်သူရဲ့ အဲအဲအတွေးလေးတွေเนาะခံစားချက်လေးတွေပြီးတော့သူ့ရဲ့ intention လေးတွေနဲ့အဲသူ့ရဲ့ action လေးတွေကိုကြည့်ပြီးတော့ကျွန်တော်သုံးသပ်ပြီးတော့ပေါ့เนาะ the one ဟုတ်မဟုတ်ကျွန်တော်တို့အာအဖြေရှာပေးမှာပေါ့เนาะဆိုတော့တကယ်လို့ personality တိကျတိကျနေเนาะအာအချို့အရာလေးမှာ individually မကိုင်းနေရလေးရှိရဆိုရင် personality လေးလာပြမေးလို့ရပါတယ်เนาะ ဆိုတော့ဒီလိုမျိုးအဲဒီလိုမျိုး reading ပေါ့နော်ဒီလိုအကြောင်းအရာဒီလို topic လေးနဲ့ reading လေးကြာ left inside ပေါ့နော်ကိုတော့ကိုရ96ချက်နဲ့ကြည့်လို့ရတယ်ပေါ့နော်နိုင်နိုင်နိုင်အဲ99999ပေါ့နော်ကိုတော့ကိုရ96ချက်နဲ့ကြည့်လို့ရပါတယ် left inside ဆိုရင်လည်းတော်တော်လေး detail သိရတယ်ပေါ့နော် okay ကျွန်တော် oracle တကယ်ထုတ်ပေးပါပါ left inside မှာလည်းကျွန်တော် oracle ထုတ်ပေးရပေါ့နော် okay okay so ကျွန်တော်တို့ စလိုက်မယ်ပေါ့နော်။ Okay တစ်ဖက်သူရဲ့တင်းတို့ပေါ်ထားရှိရဲ့တင်းတို့ပေါ်ထားရှိရဲ့အတွေးနဲ့ feeling ပေါ့နော်ကြည့်အောင်။ Okay တစ်ဖက်သူရဲ့ chocolate တမိုင်းပေါ်ထားရှိရဲ့အတွေးနဲ့ feeling ဟုတ်ပြီ7 cups ်တဖက်သူမှာတွေ့ရစရာလေးရှိနေသေးရေပေါ့နော်ဆိုတော့အဲတင်းတို့လည်းရွေးချယ်ခြင်းတလို့နော်တင်းတို့အချာတင်းတို့အပြင်ပေါ့နော်အချာရွေးချယ်စရာလေးအများကြီးရှိနေတာမျိုးဖြစ်လိမ့်မယ်ပြီးတော့သူကနည်းနည်းလေးအာယုံနည်းနည်းများတတ်တဲ့လူဖြစ်တယ်ပေါ့နော်အဲ့တော့တစ်ခုကနေနှစ်ခုသုံးခုဖြစ်သွားပြီဆိုရင်တော်တော်လေးရွေးချယ်ရခက်တဲ့လူတွေမှာပါရဲ့အဲတင်းတင်းကိုလည်းသူကလေးရလို့ အတိအကျရေးမရွေးချယ်နိုင်ဘူးပေါ့နော်အဲ့တော့သူမိဘကိုလည်းသူကမလွတ်ချနိုင်သူမိဘဒါမှမဟုတ်သူတငယ်ချင်းစရှိတဲ့ဖြစ်တတ်ပါတီလည်းရှင်ကောင်းရှင်ပဲပေါ့နော်ဆိုတော့အဲ့ဒါတွေကိုလည်းသူကမလွတ်ချနိုင်တင့်ကိုလည်းရွေးချယ်ခြင်းနဲ့ဆိုတော့အဲ့လိုမျိုးဖြစ်နေတာပေါ့နော်တင့်ကိုလည်းချစ်တယ်အဲလို့ကျွန်တော်နားထဲမှာလေးကြားတာပါ just uh just just get it ပါနော်ဟုတ်ပါ um မေဝလေးချစ်တယ်အဲမေမောလေးကြောက်တယ်ဆိုတဲ့စကားပေါ့နော်ဆိုတော့အဲ့လိုအဲ့လိုမျိုးဆိုတော့အစတာကတော့မေမရှိနေရတော့မဟုတ်ဆိုတော့အဲ့လိုသဘောမျိုးပြောတာနော်ဆိုတော့ကျက်ပြပြသားကိုနှစ်ဖက်အဲ့လိုဝေဝေးခက်နေရမျိုးတွေပြီးတော့သူကလေအပြင်မှာလက်တွေ့ action ဆိုတာမျိုးတက်လေခေါင်းထဲမှာအဲ့လိုတွေးတွေနဲ့ပုံဖော်နေရမျိုးပုံများနေရဲ့ဗျာဒီလားဟိုလက်တွေ့ action မှာကျတော့အများကြီးမရှိဘဲနဲ့လေ အာစိတ်ထဲမှာတော့ဟိုဟောဖြစ်တယ်ဒီဟာဖြစ်တယ်ပေါ့နော်သူကစိတ်ထဲမှာတော့ action နေယူရယ်ပေါ့နော်ဒါပေမဲ့အပြင်မှာကျတော့လက်တွေ့ action နေရှိမလာပဲနဲ့နော်ဟိုစိတ်ကူးထဲမှာပဲတိုင်ရင်ဆောင်နေရလေထဲမှာပဲတိုင်ရင်ဆောင်နေရမျိုးတွေပေါ့နော်အဲ့လိုမျိုးကျတော့တင့်ဘက်ကလည်းနည်းနည်းလေးကတိကောင်းဖြစ်ရတတ်တယ်သူရဲ့ feeling မှာကတင့်ပုံမှာခံစားချက်အပြည့်အဝတည်ချာလေးမရှိသေးဘူးဆိုရယ်ပုံစံမျိုးတွေ့ရတယ်နော်ဒါ feeling ရှိလားမရှိလားဆိုတာထက်ပေါ့เนาะအဲ့ feeling အပြင်ကိုတခြားသောအရာတွေနဲ့တခြားသော အချက်အလက်တွေကိုသူကအရင်အာယုံဆိုင်နေတဲ့အတွက်ကြောင့်မလို့တဲ့နော်သင်စီရောအာယုံတခြားလေးမရသေးဘူးသင်က fully attention မရသေးဘူးပေါ့နော်100% attention မရသေးတဲ့ခါကျတော့နော်သင်ပုံမှာလည်း100% feeling ရှိရလို့လည်းပြောလို့မရဘူးပေါ့နော်ဒါမဲ့တင်းတော့တော်တော်တော့သဘောကျတယ်။ဒါမဲ့သဘောကျတယ်။သဘောကျရေဆိုရင်လောင်းနေပေါ့နော်။ဟိုအာ the one လို့ပြောလို့ရတာလေမဟုတ်ဘူးလေနော်။ဆိုတော့ အဲထန်းတော်ဝမ်းစရာတူတာเนาะသူမှာတခြားအလုပ်တွေတခြားပြုပင်စရာတွေတွေเนาะတခြား pressure လေးတွေလည်းရှိကောင်းရှိမယ်ဒါမှမဟုတ်တခြားယူချက်စရာတွေလည်းရှိကောင်းရှိမယ်အဲ့ဒါကြောင့်မလို့တင့်ရောတော့သူကအာတင်မတင်မယ်ဆိုပြီးတော့မရွေးချယ်နိုင်တည်ဦးဖြစ်နေရပေါ့เนาะဟေးသူ့ရဲ့ intention လေးကြည်အောင် intention ဆိုတာကလေဟိုနောက်ဘာလေးလုတ်လုတ်လာခြင်းလဲเนาะတင်တို့ပုံမှာဘယ်လိုယူရထားလဲပေါ့เนาะတင်တို့လည်းပတ်သက်ပြီးသူဘာယူရထားလဲဆိုတော့ အရှိတော့တက်လာခြင်းတယ်ပေါ့နော်ရှိတော့တက်လာခြင်းတယ်အမ်တခုဆိုလည်းပြန်ပြီးတောင်းပန်ခြင်းတယ်ပေါ့နော်ပြဿနာဖြစ်ထားရင်လည်းတောင်းပန်ခြင်းတယ်ပြန်လာပြီးဆက်သွယ်ခြင်းတယ်အိုဗာဖလိုးဖြစ်ခြင်းတယ်စကားကြီးပြောလာခြင်းတယ်သူဘက်ကတင့်ပေါ်မှာ favor ကြီးပေးလာနိုင်တယ်နော်ပို့ပြီးချစ်ချစ်ချစ်ဖို့အတွက်တောင်းဆိုလာနိုင်တယ်ဘာကြောင့်လဲဆိုတော့အာသူဘက်ကနေပြီး page energy ဆိုနည်းနည်းလေးရှေ့ကိုနည်းနည်းလေးတက်လာခြင်းတာ action ယူလာခြင်းတာ page energy is all about uh, action ကိုပြောတာပေါ့နော်အဲ့တော့ action လေးဒီလာကျင်တယ်သူတွေ့ဝေနေရတဲ့အနေအထားနေပြီးတော့တဖြည်းဖြည်းတော့သူတက်လာကျင်တယ်ဒါပေမဲ့လည်းလက်ရှိမှာတော့ stay တွေ့ဝေနေရုံပဲပုံ message picture message လေးယူကြည့်မယ်ဆိုတော့တွေ့ဝေနေရုံပဲအဲ spring season ဆိုတော့ကျွန်တော်စောင်းဦးပေါ့နော်စောင်းဦးဒီကာလလေးမှာဒီကာလလေးမှာလည်းလမ်းလာနိုင်တယ်လို့နောက်နှစ်ຫນွေဦးကာလလေးမှာလည်းရောက်လာနိုင်တယ်ပေါ့နော်ဆိုတော့အဲ အဲတချိန်ချိန်မှာတော့သူ့ဘက်ကနေအရှင်ယူလာနိုင်တယ် maybe အမြန်ဆုံးလည်းဖြစ်နိုင်တယ်ဆိုတော့အကြမ်းဆုံးဆိုတော့နောက်နှစ်နေရသေးလောက်မှာအရှင်ယူလာလိမ့်မယ်ပေါ့နော်အဓိကတော့သူ့ဘက်ကနေပြီးတော့အရှင်ယူခြင်းနဲ့တောင်းပန်ခြင်းနဲ့ပို့ပြီးတော့အဆင့်တက်ချင်တာမျိုးတွေတော့ရှိနေရယ်ပေါ့နော်အဲ facial 1G ပဲဆိုရင်တော့တိတ်ပြောစိတ်မချရပါပဲ facial pandic facial caps တွေအောက်မှာကြားတဲ့အတွက်ကြောင့်မလို့စိတ်ချရရတယ်လို့ပြောလို့ရရယ်ပေါ့နော်ဆိုတော့ okay အဲ့တော့သူ့ဘက်ကနေပြီးတော့သဘောပို့ပြီးတော့ကြာလာလိမ့်မယ်ပို့ပြီးတော့ attention ပေးလာလိမ့်မယ်ပေါ့နော်အဲ့တော့ okay ဆိုတော့ ကျွန်တော်တို့နောက်ပြီးတော့ဗာဆက်ကြည့်ရင်ကောင်းလေဆိုတော့ okay အဲသူကတဝမ်းလားဆိုကျွန်တော်ကြည့်လိုက်တော့မယ်ပေါ့နော်ကျွန်တော် okay သူ့ဘက်ကနေဘယ်လို action တွေယူလာမလဲပေါ့ okay သူ့ဘက်က page shot 1 action တော့ယူလာမယ်ရှေ့ကိုတိုးလာမယ်ဒါပေမဲ့ဘာလုပ်လာမလဲဆိုတော့ကျွန်တော်ကြည့်ကြမယ်နော်တစ်ဖက်သူကဘယ်လို action လေးယူလာမလဲကြည့်အောင် ။ Yeah, so so cups. Okay, ကန်လန်းလာမယ်ပေါ့နော်။တခုကကန်လန်းလာမယ်။နိတာရေးရနဲ့ပတ်သက်ပြောတဲ့စုံတခုကကန်လန်းလာလိမ့်မယ်ပေါ့နော်။ Maybe ချစ်တယ်၊ကြိုက်တယ်ဆိုရဲစကားဖွင့်ပြောတာမျိုးတွေ၊ conversation လုပ်တာမျိုးတွေ။နော်အဲ့လိုမျိုးရှိလာလိမ့်မယ်။တစ်ဖက်သူနဲ့ကိုယ်နဲ့ကနည်းနည်းလေးရောထူကြတဲ့ energy ရှိကြရဲ။ Soulmate လို့လည်းတက်အကြီးရောပြောလို့မရပါဘူး။တချို့သူတွေတော့ Soulmate ဖြစ်နိုင်တယ်ပေါ့နော်။ But but anyway, uh Soulmate လည်းဖြစ်ချင်မှဖြစ်မယ်။ဒါမှမဟုတ်အတိတ်ကရေးဆက်တွေပါလည်းဖြစ်ချင်ဖြစ်မယ်။အဲ့တော့တစ်ဖက်သူဘက်ကနေပြီးတော့ အဲမလွန်ဆန်နိုင်တဲ့เนาะခံစားချက်တွေနဲ့သူဘက်ကလာပြီးတော့အဲ feeling ကြီးကိုလာပြီးထုတ်ပြနိုင်တယ် caps တွေတခုကိုကမ်းလှမ်းလာတယ် caps ဆို all about emotion ကိုပြောတာပေါ့เนาะတစ်ဖက်သွားသူ့ရဲ့ emotion တွေကိုခြားပြလာတာမျိုးပေါ့เนาะဆိုတော့အတရားနဲ့ဒါကိုလက်ခံမိမယ်ထင်တယ်ပေါ့နော်အတရားနဲ့လိုလိုလားလားနဲ့သူပြောတဲ့အဲသူထုတ်ပြလာ emotion တွေကိုနားထောင်ဖြစ်မယ်အဲတရားလေးလည်းလက်ခံဖြစ်မယ်လို့တော့ထင်တယ်ဒါပေမဲ့အဲတောင်းပန်တာလည်းဖြစ်နိုင်တယ်နော်ဆိုတော့အတိတ်ကလူတွေဆိုရင်လည်းတိတ်ကလူတွေပြန်လာနိုင်တယ်ပေါ့နော် but အရင်ကြီးဆက်တယ်ပြတ်သွားတဲ့သူတွေတော့တိတ်ပြီးတော့မတည်ကြဘူးဒါပေမဲ့အဆက်အဆက်တယ်ပြတ်ထားတာမကြသေးဘူးခဏလောက်ပဲပြဿနာဖြစ်ထားတာဆိုရင်သူကပြန်လာနိုင်ခြေရှိသေးရပေါ့နော်အဲတက်ပါတီကိုရွေးချယ်သွားတဲ့သူတွေအတွက်ဆိုရင်တော့မှ chance ရောရှိသေးရဒါပေမဲ့စစောဝါကြီးကိုပုံမှာအသေးခွဲသွားပြီးထားခဲ့ရဆိုရင်တော့မဆောင်သင့်ဘူးပေါ့နော်အဲ့လိုပြန်လာနိုင်နေရခရော့ကတ်စ်ပေါ့နော်တင်ဘက်ကလည်းသူ့ချစ်တယ်ဆိုတော့သူ့ဘက်ကလည်းတင်ုံချစ်တဲ့အကြောင်းနဲ့ emotion တွေထုတ်ပြလာလိမ့်မယ်ပေါ့နော် โอเคအဲ့ဆိုတော့နောက်ဆုံးမိကွန်းတစ်ဖက်သူကသင်တို့အတွက်တဝန်လာပေါ့နော်โอเคဒီတစ်ဖက်သူက collective တမားလေးအတွက် the one person ဖြစ်နေမလား the one person okay တကယ်ထွက်လာပြီ page of cups อืม the one out တော့ကျွန်တော် energy မရဘူးဗျာเนาะ the one out တော့မရဘူး အာဒါပေမဲ့လည်းကိုယ်တိုင်ကောင်းမွန်တဲ့လူတယောက်လို့မြင်ရတယ်เนาะကိုယ့်ရဲ့ဘဝမှာတွေ့ဆုံရတဲ့လူတွေထဲမှာတော့တော်တော်လေးကောင်းမွန်တဲ့လူတယောက်လို့တွေ့ရတယ်ကို့အတွက်ပေါ့เนาะ new experience တွေเนาะ new emotion တွေကိုဖြစ်တာဖြစ်လာစေတဲ့လူတယောက်လို့ပြောလို့ရတယ်ပေါ့เนาะအာ ကိုယ်လည်းအနုပညာနဲ့ပတ်သက်ပြီးတော့အများကြီးပို့ပြီးစိတ်ဝင်သွားစိတ်ဝင်စားသွားစေရဲ့ဥမာ maybe သူက art gallery လေးပို့တာမျိုးတွေเนาะဒါမှမဟုတ်သူက art နဲ့ပတ်သက်ပြီးတော့ကိုယ်နာအောင်ချင်းကတ်တာမျိုးတွေကြောင့်မလို့ကိုယ်ကလည်း art ကိုပို့ပြီးစိတ်ဝင်စားလာတယ်เนาะ art ဆိုတာအကုန်ပါတယ်เนาะ art ဆိုတာအာ maybe အနုပညာတစ်ခုလည်းမဟုတ်အကုန်လုံးပေါ့เนาะစသအစရှိတစ်ဖြစ်အကုန်ပါတယ်ပေါ့เนาะဆိုတော့ရုပ်ရှင်လည်းပါတယ် art ထဲမှာလीเนาะဆိုတော့ဘလို့ပြပြကိုယ်တော့ဘွားအတွက် new experience အသက်တွေเนาะ new emotion တွေเนาะအဲ့ဒါတွေကိုအာကိုတေချာလေးချပြပေးပြီးတော့ပေါ့เนาะမတိတရားလေးကိုတည်အောင်လုပ်ပြီးသွားရဲ connection လေးရောဖြစ်တယ်သဝန်းနေနေရော energy အရင်မကောင်းပဲမဲ့လေ50 50လောက်တော့သဝန်းဘက်ကိုသွားရဲပေါ့เนาะဆိုတော့ um တင်းတင်း address ပေါ့ပြီးတော့တခုပေါ့ healing လုပ်တဲ့ energy လေးလေးရတယ်ဖေးရကတ်စလေးမှာပေါ့နော်တစ်ဖက်သွားတင်းကို healing ဖြစ်စေခြင်းနဲ့ပုံစံမျိုးပေါ့တစ်ဖက်သွားကျတော့သူ့ရဲ့ connection ကနေ healing လုပ်စေခြင်းတာလည်းဖြစ်နိုင်တယ်လို့တချို့တွေတကကျတော့တင်းအတိတ်ကရလာတဲ့ trauma တွေเนาะအတိတ်ကရလာတဲ့ဒီ past ကရလာတဲ့ဒီဒဏ်ရာတွေပေါ့နော်အဲ့ဒါတွေကိုပြန်ပြီးတော့ကုစားပေးဖို့အတွက် healing လုပ်ပေးဖို့အတွက်ရောက်လာလို့လည်းပြောလို့ရတယ်ပေါ့နော်ဆိုတော့ the one not the one ပဲဒါပေမဲ့ အာဘဝတစ်လျှောက်လုံးသွားနိုင်မဲ့သဝမ်းမျိုးတော့မဟုတ်ဘူးကိုယ့်ရဲ့ဘဝအတွက်တောင်းတနေရမှာအရေးပါရလို့တရားအနေနဲ့ဩဝင်လာခဲ့ရလို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့อืมတင်ဘက်ကနေလဲဒီလူနဲ့ပတ်သက်ပြီးတော့အများကြီးမထင်ထားဘူးပေါ့နော်သဝမ်းလို့လည်းထင်ထားမှာမဟုတ်ဘူးဘာလို့လဲဆိုတော့တင်းလဲသိပါတယ်တင်းရဲ့ injuration က never round ပေါ့နော်အဲ့လိုမျိုးပေါ့ woman injuration and never round ပေါ့ဒါပေမဲ့ယောက်ျားလေးတွေလည်းမှန်ပါတယ်ပြောချင်တာကတော့เนาะဆိုတော့ကိုယ့်ရဲ့ injuration မှာလည်းသိနေပါလိမ့်မယ်သူတစ်ဖက်သူကသဝမ်းမဟုတ်ဘူးဆိုတော့ပေါ့နော် โอเคဆိုတော့ဒါကတော့ maybe ကျွန်တော်ကဘယ်လိုမျိုးလေးနေလဲဆိုတော့အဆက်အသွယ်ပြတ်ထားရတဲ့သူလေးတွေเนาะ crash တို့ပါလို့လည်းဖြစ်နိုင်တယ် maybe ကျွန်တော်ကတော့ x လေးတော့နည်းနည်းလေးအောင်နေနိုင်တယ်ပေါ့เนาะဒါပေမဲ့အဲဟို x crash တို့ something like that အဲ့ဒါအဲ့လိုမျိုးလေးမြင်တယ်ပေါ့เนาะ maybe အာလက်ရှိ partner လေးဖြစ်ချင်မှဖြစ်မယ်လက်ရှိ partner energy ရောအများကြီးမရဘူးဒါပေမဲ့လည်းဟုတ်ချင်လည်းဟုတ်နိုင်တယ်ပေါ့เนาะဒါပေမဲ့ ဇဝဲလည်းဖြစ်နိုင်ခြေရှိပါတယ်ဒါကျွန်တော်က majority နဲ့ minority နဲ့ပြောပြတာ majority အတွက်ကတော့မဖြစ်နိုင်ဘူး h လို့ပါလို့ဆိုရင်တော့သူက life partner right person တော့မဖြစ်နိုင်ဘူးဒါပေမဲ့လက်ရှိလက်တော် partner ရယ်ဆိုတော့ဖြစ်နိုင်တယ်နော်ဖြစ်နိုင်တယ်ဖြစ်နိုင်ခြေရှိရဲ့မှာပါတယ်နော်အဲ့လိုမျိုးလက်ရှိ crush crash ဆိုရင်တော့မှတဝမ်းဖြစ်နိုင်ခြေ percentage များတယ်ပေါ့နော်။ဟေ့ကျွန်တော်တို့အဲ Oracle ကကနေပြီးတော့ message တွေတောင်းရအောင် Universe ကဒီ connection လေးကိုဘယ်လို message လေးပေးခြင်းလဲ။ဒါမှမဟုတ် collective တမားလေးတွေကိုဘယ်လို message လေးပေးခြင်းလဲမှထွက်လာပြီ။ Okay. Empower yourself, yeah. ဒီမှာကြည့် Queen of Swords. Empower yourself. ကိုကိုကို Empower လုပ်ပါကိုကိုကိုမြင့်တယ်မှာပေါ့နော်။ Uh, time into your personal power, you're more than able to handle the situation facing you. allow yourself to be the strong beautiful person you are capable of being okay ကိုကိုကိုပြန်ပြီး focus ထားရမယ်အချိန်ပေါ့နော် maybe တစ်ဖက်သူကဘယ်လိုပဲဖြစ်နေပါစေတစ်ဖက်သူကကိုကိုအတွက်တဝမ်းဖြစ်စေမဖြစ်စေနော်ဘယ်လိုပဲဖြစ်ဖြစ်ကိုကိုကိုအရင်ဆုံး empower တော့ရမယ်ကိုကိုကိုပြန်ပြီးစမ်းအားတွေမြင့်တင်ရမယ်ကိုယ့်ရဲ့ power ကိုပြန်ရှာရမယ်နော်ကိုယ့်ရဲ့ powerful self ကိုယ့်ရဲ့ strong self ကိုပြန်ရှာရမယ်ပေါ့နော်တတ်တတ်မာရမယ်အဲဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်ဒီဒီတစ်ဖက်သူကိုမိခိုးလို့မရဘူးပေါ့နော် ဘလို့အခြေအနေမျိုးပဲဖြစ်ဖြစ်လူတစ်ဖက်သူပေါ့မေမေခိုးပဲနဲ့အကိုလန်းကိုရှောက်ရတာပေါ့နော်ဆိုတော့နှစ်ယောက်တူတူတယောက်ပေါ်တယောက်အားပေးလို့ရရတယ်ဒါပေမဲ့တစ်ဖက်သူပေါ့အရင်မိခိုးပြီးတော့သူ့လိုပေးလိမ့်မယ်ဆိုတာမျိုးမရှိဘူးအဲ့တော့ပြဿနာကြီးတော်တော်များများကိုကြိုင်မဲရင်ဆိုင်ရတာအဲ့တော့ဟီးနင်းလုပ်ဖို့လည်းမမိခိုးနဲ့ပေါ့နော်တစ်ဖက်သူကိုကြိုင်မဲဟီးနင်းလုပ်ရတာကိုပြဿနာကိုအသိဆုံးကိုခံခဲ့ရတဲ့တန်ရာကြီးကိုအသိဆုံးပဲပေါ့နော်ဆိုတော့အဲ့ဒါကြီးကို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 ပြန်ပြီးတော့ န်ချုပ်ပြန်လုပ်ပါပြီးတော့ခုမှဖြစ်နေရဲအလက်တလုံးခုမှဖြစ်နေငွေကြေးပဲဖြစ်ဖြစ်ပညာရေးပဲဖြစ်အလုပ်ကိုင်းပဲဖြစ်ဖြစ်အဲ့အရာတွေကိုပြန်ပြီးတော့ handle ပြန်လုပ်ဖို့ရတယ်ကိုလက်ထဲမှာပဲတောင်းအောင်ရှိရဲပေါ့နော်ဆိုတော့ကန်ဆိုလိုက်တာဆိုရင်ကန်ကိုပုံချလို့မရဘူးเนาะအဲကန်ဆိုတာလူလုံနေရတယ်เนาะဆိုတော့ကိုကိုကိုပြန်ပြီးတော့မြင့်တင်ပါကိုကိုကိုပြန်ပြီးတော့လည်းအားပေးပေါ့เนาะကျွန်တော်အဲ့လိုသဘောလေးရပါတယ် ဟုတ်ပြီကျွန်တော်နောက်နောက်တစ်ကက်လောက်ချက်ဆွဲလိုက်မယ်နော်အော်ဒီကက်ကက်ကန်နောက်တစ်ကက်အာ message လေး universe ကပေးခြင်းနေလေပေါ့နော်ဒီ connection တက်ပဲဖြစ်ဖြစ်အာ collective တမလေးအတွက်ပဲဖြစ်ဖြစ်ပါ Okay ဟုတ်ထွက်သွားပြီဟုတ်ပါကြာပါ sorry နက်ကက်တောင်ကြာလာတယ်ကျွန်တော်တက်ကက်ပဲယူလိုက်မယ်အော်နက်ကက်လုံးယူလိုက်ပြကြာဟုတ်ပြီတော့ကြည့်အောင်နော် Okay ပထမတစ်ကက်က we discover your zeal ya ကိုကိုကိုပြန်ရှာတာပဲဒါလေနော် ဒါပေမဲ့မန်ငါလေးနဲ့កောင်တွေ့ရေပေါ့เนาะအဲ့တော့သင်တို့ connection မှာသင်တို့နှစ်ယောက်တယောက်ရဲ့အကိုယ့်ရဲ့ emotion တွေကိုပြန်ရှာဖွေရမယ့်ပုံစံမျိုးတွေတွေ့ရအဲ့တော့နှစ်ယောက်ကအဲကျွန်တော်စွန့်လာပြောသလိုပေါ့เนาะဟိုកောင်လေးဘက်မှာလည်းအများကြီးသူက um overflow မလုပ်တာဘူးပေါ့เนาะသူ emotion တွေကိုတိမ်းထားရင်သူ emotion တွေကိုလည်းသူတေချာလေး discover မလုပ်နိုင်ဘူးတေချာလေးသူ handle မလုပ်နိုင်သေးဘူးပေါ့เนาะအဲ့ခါကျတော့သူရဲ့စိတ်တွေကအာယုန်တွေကဝေဝါးပြီးတော့ပြန့်ကျက်နေရေပေါ့เนาะဆိုတော့အဲ့အလေးကိုပြန်မြုပ်ပြီး discover ပြန်လုပ်ရမယ် စာလေးကို okay sorry ဖုတ်ခဲ့မပြတ် okay pay attention to the passion you are feeling for discovery learning exploration sociology trouble your work on your relationship passion အဲ့တော့ဘယ်လိုပဲဖြစ်နေပါစေပေါ့เนาะသင်ရဲ့ဘဝအတွက်เนาะသင်ခီးသွားဖြစ်ဖြစ်သင်အတွက် discovery เนาะအဲပညာသစ်တွေရှာဖွေရ knowledge တွေ learning လောက်တာ knowledge တွေရှာဖွေရเนาะဘလိုပဲဖြစ်ဖြစ် spiritual နဲ့ပတ်သက်ပြီးတော့ဖြစ်ဖြစ် trouble နဲ့ပတ်သက်ပြီးတော့ဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ပေါ့เนาะသင်လုံးနေရဲ့အရာတွေကို တေချာလေး passion ထည့်ပြီးတော့ပေါ့နော်အာယုံအပြည့်အဝဆိုက်ပြီးတော့စူးစမ်းပြီးတော့လုပ်ပါအဲ့ဒီနော်အာ passion နဲ့ desire ကအတူတူတွားမယ် passion ဆိုတာကဖြစ်လို့စိတ် desire ဆိုတာက legitimate စိတ် passion ဆိုတာဘယ်လိုရမလဲ passion ဆိုတာဟိုဘယ်လိုခွန်ခွန်အားလို့ပြောမလား passion ကြတော့ဘယ်လိုပြောမလဲပြည့်ထန်တဲ့စိတ်ပေါ့နော်အဲ့စိတ်နဲ့လိုချင်တဲ့စိတ်ဖြစ်ချင်တဲ့စိတ်နဲ့တွဲပြီးတော့ကြာသွားမယ်ဆိုရင်လုံးဝအကောင်းပြီးရောပေါ့နော်ကိုဖြစ်ချင်တဲ့အရာရတယ်ကိုဘွားရင်အမေရိကန်ဖြစ်ပြလာမယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်ဆိုတော့အဲ့လို energy မျိုးရပါတယ် Okay, now let's go back to the table. Back on text, and okay. Sorry, page Be sure you are using your time um, on the best possible manner. Manner, right? Moment, uh, manner. As uh, you might consider receiving your goals, your schedule, or project you are working on, or could use some fine turning. Yeah. task တွေကိုပြန်လုပ်ပေါ့နော်ကိုယ်ရဲ့အလုပ်တွေပြန်လုပ်ပါနော်ချို့တွေကအလုပ်အလုပ်အလုပ်လုပ်တယ်ကိုအရင်အာရုံမရဘဲနဲ့ကိုယ့်ရဲ့ဘဝအတွက်ဖြစ်အခြေအနေတွေဖြစ်အရင်အာရုံရောက်နေတဲ့အခါကျတော့ရယ်နော်ကိုယ့်ရဲ့အလုပ်အတွက်အရင်ကြီး focus မလုပ်နိုင်ဘူးနော်ဆိုတော့အဲ့ဒါလေးပြန်ပြီးတော့အလုပ်လေးပြန်လုပ်ပါရယ်နော်โอเค โอเคအဲ့တော့တင်ရတင်ဖို့အောင်တင် focus ပြန်လုပ်ရမယ်ဆိုပုံစံမျိုးပေါ့နော်အဲ့တော့တစ်ဖက်သူရဲ့ feeling တွေ emotion တွေကိုရရင်အားမစိုက်ပဲနေเนาะကိုယ့်ရဲ့ဘဝအတွက်ဒုတက်အောင်လုပ်ပါကိုကိုကိုပြန်လဲရှာဖွေပါเนาะကိုဘဝအတွက်အဲ့တွေးကြုံတဲ့တွေရှာဖွေပါတဲ့เนาะကိုဘဝအတွက်အကောင်းဆုံးစူးစမ်းတိစောက်ပါလို့ပြောရင်းနဲ့ဒီနေ့ video လေးကိုတင်ပါပဲ message တွေကပြီးဆုံးသွားပါပြီပေါ့เนาะအဲ့တော့ဒီနေ့ video လေးကိုကျွန်တော်ဒီနေရာမှာပဲဆုံးသွားလိုက်ပါမယ်အဲ့တော့ energy လေးတွေလည်း guide လို့သဘောထဲကြမယ်လို့ထင်ပါတယ်အဲ့တော့နောက်ခါနောက်ခါများပါလေဆက်ပြီးတော့တွေ့ကြပါသေးရအောင်လုံးဝဆက်လိုက်ရအောင်ဆင်ပေးကြပါစေတဒါ